ဒီကနေ့မှာတော့ DVB သတင်းဌာနရဲ့ရှောင်းမတပုတ်ဖြစ်တဲ့ရှောင်းမရှင်စီရိုတန်ရေးသားထားတဲ့အထိုင်တက်နဲ့တပေါင်းစုဆိုတဲ့ရှောင်းမလေးကို တင်ဆက်ပေးကြပါမယ်။ဒီရှောင်းမလေးကိုတင်ဆက်ခွင့်ပြုပါရန် DVB သတင်းဌာနနဲ့ရှောင်းမရှင်စီရိုတန်အားလေးစားစွာခွင့်တောင်းအပ်ပါတယ်။အခုတလောနှွေဦးတော်လန်ရေးကို အားကျုံမှန်တဲ့ဆောင်ရွက်နေကြသူတွေအထူးသဖြင့်လက်နက်ကင်တိုက်ပွဲမှာကိုယ်တိုင်ပါဝင်နိုင်ခြင်းမရှိပေမဲ့ အဲ့ဒီတိုက်ပွဲကိုနီလန်ပေါင်းစုံနဲ့ပန်ပိုးကူညီနေကြသူတွေကြားမှာမျိုးတော်လိုင်းဆင်နွှဲနေကြတဲ့တော်လိုင်းအဖွဲ့တွေအနေနဲ့နိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစုကြီးတစ်ခု ဖွဲ့ဖို့လိုအပ်နေပြီဆိုတဲ့အတန်းပို့ပြီးကျေလောင်လာနေပါတယ်။တပ်ပေါင်းစုဆိုတဲ့ဝဟာရမှာ ပုံစံနှမျိုးရှိပါတယ်။တစ်မျိုးကမျိုးပေါ်နိုင်ငံရေးပါတီတွေရဲ့အပေါင်းစုဖြစ်ပြီးနောက်တစ်မျိုးကလက်နက်ကိုင်အဖွဲ့တွေရဲ့အပေါင်းစုပါ။လွတ်လပ်ရေးခေတ်အပိုင်းမှာပေါ်ပေါက်ခဲ့မှုတဲ့ ပမညာတာကပထမအမျိုးအစားရဲ့ဥပမာတစ်ခုဖြစ်ပါတယ်ဒုတိယအမျိုးအစားက1948မှာပေါ်ပေါက်ခဲ့ပူတဲ့မာတာညာတာမှသည်လက်ရှိနှွေဦးတော်လင်ရေးမှာပေါ်ပေါက်ခဲ့တဲ့မြောက်ပိုင်းညီနောင်သုံးဖော်အထိပါပဲလက်နက်ကင်တပ်ပေါင်းစုအတွေးခေါ်ရဲ့မူလစမြစ်ကအင်အားပုံမှုကြီးမာတဲ့ရန်သူ လူသူလက်နက်ဘန်းနာအရင်းမြစ်နေမြေထိန်းချုပ်မှုအမိန်ပေးစနစ်ပုံမှုကြီးမာတဲ့ရန်သူကို အနိုင်တိုက်နိုင်ဖို့ဘုံကြီးမှန်းချက်ချင်းတူညီတဲ့အဖွဲ့တွေအမိန်ပေးစနစ်တစ်ခုအောင်မှာပေါင်းစည်းကြရမယ်ဆိုတဲ့အယူဆဖြစ်ပါတယ်။ဒီအယူဆမှာလည်းပုံစံနှစ်ခုရှိပါတယ်။တစ်ခုကစာရွက်ပေါ်မှာ အဖွဲ့ခေါင်းဆောင်တွေလက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုပြီးဖွဲ့တဲ့တပေါင်းစုဖြစ်ပြီးနောက်တစ်မျိုးကအဲ့ဒါလိုစာချုပ်ချုပ်ဆိုဖွဲ့စည်းခြင်းမျိုးမရှိပေမဲ့ဘုံရန်သူကိုကိုဒေတာကိုနယ်မြေမှာတိုက်ခိုက်ချေမှုန်းတဲ့ပုံစံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမကကဘာမှာလဲအဲ့ဒီပုံစံနှစ်မျိုးနဲ့တိုက်တဲ့တပေါင်းစုတွေပေါ်ပေါက်ခဲ့မှုပါတယ်ဒုတိယကဘာရှင်မှာမဟာမိတ်နိုင်ငံများအုပ်စုနဲ့ဝင်ရိုးတန်းနိုင်ငံများအုပ်စုတို့ဟာဒုတိယပုံစံနဲ့တိုက်ခဲ့ကြတဲ့တပေါင်းစုတွေဖြစ်ကြပါတယ်နေတူးကပထမပုံစံတပေါင်းစုဖြစ်ပါတယ်နယူတော်လင်ကြီးမတိုင်မီအထိရှိခဲ့တဲ့မြန်မာပြည်တွင်းစစ်ကအာဏာရအစိုးရကတစ်ဖက်ဒီမိုကရေစီရေးနဲ့ဖက်ဒရယ်ရေးတော်လင်အဖွဲ့တွေကတစ်ဖက် တိုက်ခိုက်ခဲ့ကြတဲ့စစ်ဖြစ်ပါတယ်။အဓိကဆက်ဆောင် main actor ၃ယောက်ပါဝင်တဲ့စစ်ပွဲဖြစ်ပါတယ်။1989ဗမာပြည်ကွန်မြူနစ်ပါတီလက်နက်ကင်တပ်ပြိုကွဲသွားခဲ့ပြီးတဲ့နောက်အဓိကဆက်ဆောင်၂ယောက်ဖြစ်ကျန်ရစ်ခဲ့ပါတယ်။မြမပြည်တွင်စစ်ရဲ့အဓိကဆက်ဆောင်၁ယောက်ဖြစ်တဲ့စစ်တပ်က1947ဒီဇင်ဘာ26ထားနိုင်ငံဘန်ကောက်မြို့မှာမွေးဖွားပေါ်ပေါက်လာတာဖြစ်ပါတယ်။ BIA အမည်ရှိအဲ့ဒီစစ်တပ်ကဗြိတိသျှတပ်တွေကိုတိုက်ထုတ်ဖို့ ပန်တပ်နဲ့အတူနောက်နှစ်မှာမြန်မာပြည်ထဲဝင်လာတော့ပြည်သူတွေရဲ့တခဲနဲ့ဂျူဇူမှုကိုရရှိခဲ့ပါတယ်1945မတ်လ29မှာစတင်ဆင်နွှဲခဲ့တဲ့တော်လန်ရင်နဲ့ဖက်ရှစ်ဂျပန်တပ်တွေကိုတိုက်ခိုက်မောင်းထုတ်လိုက်နိုင်ချိန်မှာစစ်တပ်ရဲ့ဂုံတိုက်ခါအမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်နိုင်ငံလွတ်လပ်ရေးရပြီးမကြာမီမှာပြည်တွင်းစစ်ဆဖြစ်တော့ပြည်သူအစိတ်အပိုင်းတချို့ဟိုဘက်ဒီဘက်ပါခဲ့ကြပြီမဲ့ ပြည်သူလူထုအေယာမအများစုကြီးကတော့ပွဲကြီးပြိသက်ဖြစ်တာရှိခဲ့ကြပါတယ်1962မှာပေါ်ပေါက်ခဲ့တဲ့7 July ရေးခင်းကစပြီးစစ်တပ်ရဲ့ပုံရိပ်တရွေ့ရွေ့ကြဆင်းလာခဲ့ပေမဲ့တရက်2လ2021မတိုင်မီအထိမှာစစ်တပ်အပေါ်ပြည်သူတွေကညှို့လင်းချက်ထားနေခဲ့ကြသေးတာဖြစ်ပါတယ်။ကျန်တဲ့အဓိကဆက်ဆောင်နှစ်ယောက်နဲ့ပတ်သက်လို့ကတော့စစ်တပ်ရဲ့ဝါရဖြန့်ချီရေးလုပ်ငန်းအောင်မြင်တာကြောင့်ရော သူတို့ကိုယ်တိုင်ရဲ့အားနည်းချက်အတီးတီးချောင်းမှာပြည်သူတွေကသူတို့အပေါ်ယုံကြည်ကိုးစားမှုအားနည်းခဲ့ပါတယ်။ဒီအခြေအနေကြောင့်မအားလာဆာကာဆာရဲ့အာနာသိမ့်မှုမတိုင်မီအထိမြမပြည်တွင်စစ်မှာပြည်သူတွေရဲ့အနေအထားကပွဲကြီးပြိသက်အစင်သာဖြစ်ခဲ့ပါတယ်။ကျွန်တော်ဆွေးနွေးချင်တာကတော်လန်ရေးအဖွဲ့တွေရဲ့တပ်ပေါင်းစုအယူအဆကပြည်သူမပါတဲ့ပြည်တွင်စစ်တနည်းအားဖြင့်ပြည်သူမပါတဲ့တော်လန်ရေးဆိုတဲ့ခင်ချင်းဟောင်း သို့မဟုတ်အထိုင်ဟောင်းပေါ်မှာတိဆောက်ထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအထိုင်ဟောင်းပေါ်မှာတိဆောက်ထားတာကြောင့်ပဲပေါ်ပေါက်ခဲ့သမျှတပေါင်းစုတွေမအောင်မြင်ခဲ့တာလို့ကျွန်တော်ယူဆပါတယ်။2021ခုနှစ်အာနာလူမှုကိုငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြတဲ့ပြည်သူတွေကိုစစ်တပ်ကအကြမ်းဖက်ဖြိုခွဲပြီးမီးနီဖျက်မောင်းလိုက်တော့မှပြည်သူတွေစစ်တပ်ဘောလိုင်းပြတ်သွားကြပါတယ်။ပြည်သူလူထုအများစုကြီးပွဲကြီးပြိတ်သက်ဘဝကိုဆွတ်လွတ်ပြီးကိုယ်တိုင်ပါဝင်ကပြသူဖြစ်လာပါတယ်။ မြမပြည်တွင်စီရဲ့အထိုင်ဟောင်းချုပ်ငိမ့်ပြီးအထိုင်သက်ပေါ်လာပါတယ်။ဒီအခြေအနေကိုအကောင်းဆုံးဖော်ပြနိုင်တာတစ်ခုကကချင်သွတ်လပ်ရေးအဖွဲ့ KIO ထူထောင်မှု64နှစ်မြောက်ခန်းနာမှာဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်ဝပြောကြားခဲ့တဲ့မိန့်ခွန်းဖြစ်ပါတယ်။အထိုင်သက်မှာအထိုင်ဟောင်းနဲ့မတူတဲ့အဓိကအချက်၃ချက်ရှိပါတယ်။ပထမအချက်ကရှေ့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့အတိုင်းပြည်သူတွေရဲ့အနေအထားပြောင်းလဲသွားမှုဖြစ်ပါတယ်။ ဒုတိယအချက်ကပထဝီနိုင်ငံရေးအခြေအနေအထူးသဖြင့်မြမပြည်တွင်စစ်မှားတရုတ်နဲ့ရုရှားတို့ရဲ့နက်နက်ဆိုင်ဆိုင်ပါဝင်ပတ်သက်ဆွတ်ဖက်လာမှုဖြစ်ပါတယ်။တတိယအချက်ကသတင်းနည်းပညာအပါအဝင်နည်းပညာပောက်ကွဲမှုဖြစ်ပါတယ်။အဲ့ဒီအချက်၃ချက်ကိုလေ့လာကြည့်လိုက်တဲ့အခါပထမအချက်ကတော်လင်ရေးအတွက်အခွင့်သာမှုဒုတိယအချက်ကတော်လင်ရေးအတွက်အခွင့်မသာမှုတတိယအချက်ကတစ်ဖက်90စီဖြစ်ပါတယ်။ ဒီတော့ຫນွေဥတော်လည်းအောင်မြင်ဖို့ဆန္ဒပြင်းပြနေကြသူတွေက တပေါင်းစုကိစ္စပြောနေကြသူတွေအနေနဲ့အဲ့ဒီအထိုင်တစ်ပေါ်မှာစဉ်းစားပြောဆိုကြမယ်ဆိုရင်အဖြေမှန်ရဖို့ပုံမြင်နိုင်တယ်လို့ကျွန်တော်ယူဆပါတယ်တကယ်တော့တပေါင်းစုကိစ္စကိုအထိုင်တစ်ပေါ်ကစဉ်းစားဆောင်ရွက်နေကြတဲ့တော်လည်းအဖွဲ့တွေအခုကိုပဲရှိနေနေပြီးသားဖြစ်ပါတယ်မြောက်ပိုင်းညီနောင်၃ဖော် NUG+ K3C the seven တို့ကဥပမာတချို့ဖြစ်ပါတယ်တပေါင်းစုအမည်မခံပေမဲ့နိုင်ငံရဲ့နေရာဒေသအနှံ့မှာစစ်ကောင်စီတပ်တွေကိုတစ်ဖက်နဲ့တစ်ဖက်ဆက်သွဲချိတ်ဆက်ညှိနှိုင်းပူးပေါင်းတိုက်ခိုက်နေကြတဲ့တော်လိုင်းအဖွဲ့တွေလည်းရှိနေပါတယ်နှွေဦးတော်လိုင်းမှာတော်လိုင်းဘတ်တော်သားတွေဟာတမိုင်းမှာတစ်ခါမှမရဘူးတဲ့အောင်မြင်မှုတွေရရှိခဲ့ကြပါတယ်အဲ့ဒီအောင်မြင်မှုတွေကိုဘယ် ERO ဘယ် PDF ကမှတစ်ဖက်ချင်းရယူနိုင်ခဲ့တာမဟုတ်ပါဘူး တော်လိုင်းတက်ဖွဲ့တိုင်းကဘုံရန်သူစကားစာကိုမိမိတို့ရဲ့နေမြေဒေသအသီးသီးမှာတိုက်ခိုက်ချိန်မုံကြတဲ့တပေါင်းစုလှုပ်ခန့်နဲ့ရယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာထီးလိုနိုင်ငံကြီးဆိုင်ရာတပေါင်းစုကြီးမပေါ်ပေါက်သေးပေမဲ့ဒေသဆိုင်ရာတပေါင်းစုတွေရှိနေပြီဆိုတာကပကတိအရှိတရားဖြစ်ပါတယ်။ Inlateral အရာမဟုတ်သေးပေမဲ့ Inspirit အရာရှိနေပြီဖြစ်တဲ့နိုင်ငံလုံးဆိုင်ရာတပေါင်းစုလှုပ်ခန့်က စကားစာရဲ့လေမျိုးကိုတင်းတထက်တင်းအောင် ညှစ်လာနေတာအလုံးအမြင်ပဲဖြစ်ပါတယ်။အခုအထိ တင်ပြခဲ့တဲ့အချက်တွေအရကျွန်တော်အဓိကထားဆွေးနွေးချင်တာက လောလောဆယ်မှာတော်လိုင်းအဖွဲ့တွေအကြားနိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစုကြီးဖွဲ့ဖို့တမားရေးလိုအပ်ချက်မရှိသေးဘူးဆိုတာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒါလိုတပ်ပေါင်းစုကြီးပေါ်ပေါက်လာဖို့ຫນွေဦးဘတ်တော်သားနိုင်ငံရေးအင်အားစုတွေအနေနဲ့အလင်းစလိုလှုံ့ဆော်တုံအားပေးဖို့မလိုအပ်သေးဘူးလို့ကျွန်တော်မြင်ပါတယ်။ ဒီလိုဆိုရင်အဲ့ဒါလိုတပေါင်းစုကြီးဖွဲ့ဖို့လိုအပ်ချိန်ကဘယ်အချိန်လဲဆိုတဲ့မေးခွန်းမေးစရာရှိပါတယ်။ရှားကားဆရဲ့လေမျိုးကိုအတိညှက်တော့မဲ့အချိန်တနည်းအားဖြင့်အာနာလူစစ်ကောင်စီအပေါ်မဟာဗျူဟာမြောက်အထွေထွေထိုးစစ်ကြီးစတင်တော့မဲ့အချိန်ကနိုင်ငံလုံးဆိုင်ရာတပေါင်းစုကြီးမဖြစ်မနေဖွဲ့ရမဲ့အချိန်ဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်အမြင်ကအဲ့ဒီမတိုင်မီမှာ အရေးကြီးတဲ့အဆင့်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ ိုင်ငံရေးတပ်ပေါင်းစုကြီးတည်းရဲ့ပေါ်ပေါက်လာဖို့တနည်းအားဖြင့်တော်လိုင်းဘတ်တော်သားအားလုံးမဟုတ်ရင်တော့မှညားနိုင်သည်မအများဆုံးမူအရသဘောတူလက်ခံတဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေတည်းရဲ့ပေါ်ပေါက်လာဖို့ဖြစ်ပါတယ်။ခိုင်မာတဲ့နိုင်ငံရေးသဘောတူညီမှုနောက်မှာသာခိုင်မာတဲ့စီးရေးသဘောတူညီမှုကကျွဲကူးရေပါပါလာမှာဖြစ်ပါတယ်။ဒါကြောင့်မျိုးဥတော်လည်ဘတ်တော်သားနိုင်ငံရေးအင်အားစုတွေအနေနဲ့ လက်ရှိအခြေအနေမှာစစ်ရေးတပ်ပေါင်းစုပေါ်ပေါက်လာရေးအစားနိုင်ငံရေးတပ်ပေါင်းစုပေါ်ပေါက်လာရေးအထွတ်သာအားထည့်လှုပ်ဆောင်ကြဖို့လိုအပ်တယ်လို့ယူဆပါရယ်နိုင်ငံရေးတပ်ပေါင်းစုကြီးအမြန်ဆုံးပေါ်ပေါက်လာစေဖို့အတွက်ຫນွေဦးခေါင်းဆောင်တွေကိုဖိအားပေးတောင်းဆိုကြတဲ့တစ်ချိန်တည်းမှာသူတို့ရွေးချယ်စရာနီလန်းတွေကိုလည်းအကြံပြုပံ့ပိုးပေးကြဖို့လိုအပ်တယ်လို့ယူဆပါရယ်နိုင်ငံရေးတပ်ပေါင်းစုကြီးတနည်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာပြီးတဲ့နောက်မှာတဘာဝအကျိုးဆက်အဖြစ် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတက်မတော်တည့်ရဲ့ကြောရိုးမှန်တိုင်းဖြစ်လာမယ်တော်လိုင်းတပောင်စုကြည်လဲအဆင့်လိုက်စနစ်တကျပေါ်ထွန်းလာမှာဖြစ်ပါတယ်